ျွန်တော်ဒီနေ့လဲဆက်ပြီးတော့ပေါ့နော်အရင်ရှေ့ကပြောခဲ့တဲ့ conditional formatting နဲ့ကနေယူဖို့အသုံးပြုနည်းလေးကိုပဲဆက်လက်ပြီးတော့ပြောပြပေးချင်ပါတယ်။အမ်ကျွန်တော်ဒီနေ့လုံမှလေးကကြတော့ဒီမှာဆိုရင်ကျွန်တော်ရှိမှာစီရင်လေးတစ်ခုရှိတယ်ပေါ့နော်ဒီမှာ number အမျိုးအစားအမ်ပေါ့နော် number တွေသူရဲ့ဆက် number တွေပါတယ်ပြီးတော့ site တွေပါတယ်ပေါ့နော် site တွေကိုတော့ကျွန်တော်ဒီနာ data validation လေးနဲ့ပေါ့နော်ဒီ site လေးကိုဒီမှာ data validation လေးနဲ့လာထည့်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်လုပ်ချင်တယ်မှာဆိုရင်ကျွန်တော်လုပ်ထားတာကရန်ကုန် ုံးဆိုရင်သူကအဝါရောင်လေးချေမယ် အဲဆိုအောက်ဆိုရင်အပြာနူလေးချဲ့တယ်ပေါ့အပြာလေးချဲ့တယ်ပေါ့နော်အဲပြီးတော့ dismantle ဆိုအနီရောဟိုဆိုရင်ခရမ်းရောင်လေးချဲ့တယ်ပေါ့အဲအဲ့လိုလေးတွေချဲ့သွားတာပါကျွန်တော်ဒီမှာအဲ dismantle လို့ပြောင်းလိုက်တာ ਨੇ ဒီမှာအနီရောင်လေးဖြစ်သွားတာလေအဲ့ဒါလေးကိုလုတ်တဲ့နီလေးကိုပြောပြပေးပါမယ်အဲ့တော့ကျွန်တော်အရင်ဆုံးဒီမှာရှိတဲ့ပေါ့နော်အရင်လုတ်ထားပြီးသား formula လေးတွေကိုကျွန်တော် delete ပွားပေါ့နော်အာ clear လုတ်လိုက်ပါဦးမယ်အဲ့လို clear လုတ်မယ်ဆိုရင်ဒီ conditional formatting တဲ့ကဒီမှာ clear ဘူးဆိုတာရှိပါတယ်အဲ့ဒီထဲက clear rule entire cell တာ entire sheet ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင် sheet ထဲမှာဒီ sheet ထဲမှာရှိတဲ့ conditional formatting တွေအကုန်လုံးပြတ်သွားပါလိမ့်မယ် slash selected ဆိုရင်တော့ select လုပ်ထားတဲ့ဟာပဲပြတ်မှာပေါ့နော်ကျွန်တော်အကုန်လုံးအခုအကုန်လုံးပြတ်ခြင်းတဲ့အတွက် okay လို့ပြင်ပါအင်းရှိကိုပဲရွေးလိုက်ပါမယ်အဲဆိုအကုန်လုံးပြတ်သွားပါပြီကျွန်တော်အခုဒီမှာလောက်ပြပါမယ်ကျွန်တော်ကဒီ D3 ကိုရေဒီ3ကို ဒီတတိမှာရိုက်လိုက်တဲ့စာသားကိုကြည့်ပြီးဒီ throw လုံးကိုအယောင်ချဲ့ကျင်တာပါဟုတ်ပြီအဲဒါဆိုလို့ရှိရင်ကျွန်တော်က home name က conditional formatting name က new rule ကိုပဲသွားပါမယ်ဒီမှာ ua formula to determine ကိုကြည့်မယ်အဲ့ဒါပြီး equal ကျွန်တော် formula လေးရေးပါမယ်ဒီတတိကျွန်တော်ဒီတတိမှာဗာလဲဆိုတော့ရန်ကုန်ပေါ့နော် ygn လို့ဖြစ်ခဲ့ရင်ကျွန်တော်ဗာလုံးမှာလဲဆိုတော့အဝအယောင်လေးချဲ့ပါပါโอเคပြီးလိုက်ပါမယ်โอเค ဒီမှာရန်ကုန်လို့ကျွန်တော်ပြောင်းကြည့်မယ်ဟမ်အဲဆိုတော့ရန်ကုန်လို့ဒီမှာအဝါရောင်ချေတူကဒီတနေရာလေးကိုပဲချိန်နေရပါကျွန်တော်တို့ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ရဲ့အဲဟွာကိုကြည့်လိုက်မယ်ကျွန်တော်တို့ရေးထားခဲ့တဲ့ route ကိုသွားကြည့်လိုက်မနေ့ route ကနေကြည့်လိုက်ရင်တူကရန်ကုန် D3 ဒီရန်ကုန်ဖြစ်ရင်ဒီ D3 ကိုပဲချိန်မယ် apply to မှာ D3 ရဲ့ဖြစ်နေရပါအဲတော့ကျွန်တော်တို့ကဒီ apply to ကိုပြောင်းလိုက်မယ်ကျွန်တော်တို့ဖြစ်ချင်တာ A3 ကနေပြီးတော့မှဒီအဆုံးထိပေါ့နော် ီအစုံလေးလေးဆိုတော့ကျွန်တော်တို့ဒီမှာ applying to ကိုပြောင်းလိုက်မယ်ဆိုကျွန်တော်တို့ဒီ A33 ကနေဒီပေါ့နော်29 ठी ပေါ့เนาะ29 ठी ဆိုပြီးတော့ apply လို့ပေးလိုက်မယ် โอเคလို့ပေးလိုက်မယ်အဲ့ဆိုရင်ခြေသွားပါပြီဒီမှာလေးဒီဒါမဲ့သူကပြန်လဲဒီတော်လန်တစ်ခုလဲကိုပဲခြေတယ်ဒီ throw လုံးကိုမခြေဘူးဒီနေရာလေးပဲဒီဒီ column လေးမှာပဲခြေတယ်ပေါ့เนาะကျွန်တော်တို့က throw လုံးကိုခြေခြင်းတော့အဲ့ဒါဆိုလို့ရှင်းလို့ရှင်းတော့ apply နဲ့မဆိုင်တော့ပဲねဒီထဲက conditional form manual rule ကိုပြန်သွားပြီးတော့ဒီ formula နဲ့ဆိုင်သွားပြီပေါ့เนาะအဲ့ဒါဆိုရင်ကကြ edit rule ကိုနှိပ်မယ်ကျွန်တော်တို့ဒီ formula မှာကျွန်တော်တို့က column တစ် column လုံးချိန်မှာမဟုတ်ပါဘူး sorry ကျွန်တော်ကဒီနေရာမှာဒီ3ပါဒီ3ဖြစ်ရမှာเนาะ column တစ်ခုလုံးကိုကျွန်တော်ကချိန်မှာ column တစ်ခုလုံးကိုချိန်မှာဟောဒီ the row လုံးကိုချိန်ချင်တာဖြစ်တဲ့အတွက် row ကို block ခတ်ခဲ့ပါမယ် rule ကို the rule လုံးကိုချဲ့ကျင်တာဖြစ်တဲ့အတွက်ကျွန်တော် rule ကိုတော့ခတ်ခဲ့ပါမယ်အဲဆို okay apply okay ဒီမှာအဲ့လဲဆိုရင်တရိုးလုံးကိုခြေသွားပါတယ်ကျွန်တော်နောက်တစ်ခုဆိုးရောက်လေးကိုပြန်လုပ်ပြမယ်အဲဆိုလို့ရှိရင်ဒီပုံစံလေးတိုင်းမဲ့ကျွန်တော်အရင်လုပ်လိုက်မယ်ပေါ့နော် conditional formatting နဲ့ new ကိုတော့လိုက်မယ်အဲပြီးလို့ရှိရင် ua formula to determine ရေးမယ် equal to d3 ပေါ့နော်အဲ d3 အဲ့မှာကျွန်တော်အရင်ဆုံး d3 ကို show up ပေါ့နော် s o n d O U T ဆိုအောင်ဖြစ်ခဲ့ဆိုရင်ဆိုပြောကျွန်တော်ပေးလိုက်မယ်မလုံးမလဲအပြာရောင်လေးပေါ့နော်အပြာသူကအနုကလေးအဒါလေးပြောနော်အပြာရိုးရိုးအပြာပဲယူလိုက်ပါမယ်အပြာလေးဒီမှာ okay ပေါ့နော် okay ဒီမှာဆိုရင်ငတိတူကြီးဒီဆိုအောင်မဟုတ်တဲ့အတွက်မပြောင်းဘူးဒီမှာကျွန်တော်ဆိုအောင်လို့ပြောင်းလိုက်မယ် ဒီနောက်အောက်ကအကောင်သွားပြောမှတော့ effect ဖြစ်နေရနော်အဲဒါကျွန်တော် menu rule တွေကနေသွားကြည့်လိုက်ပါမယ်ဘာလို့သူကအဲ့မှာ effect ဖြစ်နေရလဲဟာရှိအဲဆိုကျွန်တော်ဒီမှာကြည့်နေ default လို့ဖြစ်နေလို့ပါကျွန်တော်ကဒီမှာ d3 ဖြစ်ရပါမယ်နော်ဟုတ်လား d3 ဖြစ်ခဲ့မယ်ဆို apply okay ဒီမှာဆိုရင် show out လို့ကျွန်တော်ပြောင်းလိုက်မယ်ပေါ့နော် မပေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ तू ကဒီမှာလဲဒီ3ဒီ2လို့ဖြစ်နေရပေါ့နော်ကျွန်တော်ဒီ3ဖြစ်ရပါမယ် sorry ဘာလို့ရွှေ့တော့လဲဒီ3ပေါ့နော်ဟုတ်ပြီဒီ3 apply โอเคဒါဆိုဒီတွေးဆိုဆိုအောင်ဖြစ်သွားတယ်အဲ့ဆိုကျွန်တော်တို့ခဏနေရအတိုင်းပဲဒီကအကုန်လုံးပေါ့နော် A3 ကနေ A25 အထိပေါ့နော်ဒီ25 29အထိပေါ့နော်ဒီ29အထိ in e 29အထိဖြစ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က apply to မှာကျွန်တော်တို့တော့ပြောင်းလိုက်မယ်ပေါ့နော်အဲ manage rule တွေကိုတွားပြီးတော့ဒီမှာ current selection ဖြစ်နေလို့က dishwash ကိုရွေးထားလိုက်ပါဒါမှ a3 ကနေဒီ29အထိပေါ့နော် a3 ကနေ ဒီ20 point လို့ပြောင်းလိုက်မယ်ပေါ့နော်အဲဆိုရင် apply okay အဲဆိုရင်နော် sold out တွေဆိုရင်သူအပြတ်ချဲ့သွားတယ်ဒါပေမဲ့ကျွန်တော်ခဏညပြောတယ်လို့ပဲကျွန်တော်တို့က DOR ကို column ကိုဟိုလော့မခတ်ခဲ့တဲ့အတွက်ပေါ့နော်သူကဒီနေ့တနည်းအားလေးကိုပဲခြေပြနေရပါအဲဆိုကျွန်တော်တို့ column ကို lot drop ခတ်လိုက်ပါမယ်အဲဆိုတော့ active rule တွေကိုသွားမယ်အဲပြီးဒီ column မှာ D3 ပေါ့နော်ကျွန်တော်က D3 ဖြည့်ရပါမယ်ဒီ3မှာ နောက်ခက်ခဲမယ် okay ပေါ့နော် apply okay ဒီမှာဆိုတော့ပါဒီမှာကျွန်တော်ရန်ကုန်လို့ပြောင်းလိုက်ပါမယ်အဝါရောက်ပြီးခြေသွားပါပြီအဲနောက်တစ်ခုကျွန်တော်ကနောက်ထပ်ဒီမှာဆိုနှစ်ခုဂျန်နေရပေါ့နော် dismantle နဲ့ mdy ဂျန်နေရဆိုတော့ home name ကကျွန်တော်ဒီတခါမရေးတော့ပါဘူးတကောင်လေးကိုပဲ formula ကအတူတူပဲပေါ့နော်အတူတူပဲဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်လေးတွေကိုပဲကျွန်တော်က duplicate နဲ့ပွားလိုက်ပါမယ်။အဲဒါဆိုပြရကတော့ကျွန်တော်ဒါလေးကိုယူလိုက်မယ်။ ဒီတတိယနေရာမှာစိုးအောင်မှုပဲကျွန်တော်နောက်တစ်ခုပြောင်းလိုက်မယ်။အဲဒါလဲဆိုတော့ dismantle ပေါ့နော် dismantle ဖြတ်သိမ်းလိုက်တာ D I S M A N T L E dismantle လို့ပြောင်းရအောင် sorry စလုံးပေါင်းပါနေရတယ်အဲ့တော့ပြောင်းလိုက်မယ်။အဲပြီးရင် format ထည့်ဖို့သွားမယ်။ကျွန်တော်အနီရောင်လေးပြောင်းမယ်။ Okay ။ okay အမှန်ကဒီမှာဘောနော apply လဲနောက်တစ်ခုယူလိုက်မယ်ဒီနေရာလေးကိုယူလိုက်မဆိုးအောင်ပါကျွန်တော်ဘာလုပ်မှာလဲဆိုတော့ဒီကောင်ကကြတော့ mdy ပေါ့နော် mdy လို့ရိုင်းလိုက်မယ်စလုံးမောင်းမှန်အောင်ရိုက်ရပါမယ်ကျွန်တော် mdy လို့ရိုင်းလိုက်မယ် okay oh sorry ဒီမှာ မြက်တောင်ပါဗောနော်မြက်တောင်အပွင့်ပိတ်လေးနဲ့ကြည့်ရမှာမြက်တောင်အဖွင့်လေးကျန်နေလို့ပဲနော် okay လို့ပြောလိုက်မယ်ဒါပြီးရင်ဒီမှာဟော sorry ကျွန်တော်ဒီမှာအယောင်ရွေးခဲ့နေပါဘူးအယောင်ကိုကျွန်တော်ပြန်သွားရွေးမယ်နော်ခရမ်းယောင်လေးပေါ့နော် okay လို့ပြောလိုက်မယ် okay ပါအဲ့ဒါပြီးရင်ဒီမှာ apply ပေါ့နော် okay လို့ပြောလိုက်မယ်အဲ့တော့ disbanded ဆိုလဲအနီအောင်လေးဖြစ်သွားပါပြီခက် မန်တွေးဆိုရင်ခံရောင်ရရှိသွားပြီကျွန်တော်ဒီမှာ office လို့ပြောင်းလိုက်မယ် ဘန်ချေတော့ပါဘူး။ဒါလေးပြောင်းသွားပါပြီ။အဲဆိုတော့ဒီကဘုံလေးကကျွန်တော်တို့ပေါ့နော် menu view ထဲမှာတွက်ကြည့်ရင်ဒီလိုပုံစံလေးတွေမြင်ရပါလား။ကျွန်တော်တို့ကတရူးလုံးကိုဟိုရောင်းချေချင်တာဖြစ်တဲ့အတွက် column ကို lock ခတ်ခဲ့တာပါ။ apply သူကတော့ကိုအကျိုးတက်ရောက်ခြင်းတဲ့နေရာပေါ့နော်။အရောင်းချေချင်းနဲ့ column ရဲ့ row တွေကို map ပေးခဲ့ရမှာပါ။အဲလေးဒါလေးကတော့ဒီပေါ့နော်ကိုပါစပ်စဒါလေးတွေကိုကြည့်ပြီးတော့အရောင်းလေးတွေပြောင်းသွားတဲ့ဟာညံက formatting condition နဲ့ formatting ကိုအသုံး ုံးပြုပြီးအယောင်လေးတွေချဲ့သွားတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။